မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာလိုရာ၃ဂါထာတူလေး၃ပုဒ်ကိုမျှဝေပေးလိုပါတယ်ပထမဦးဆုံးဂါထာကတော့လက်ရွှင်ပြီးမျက်နှာပွင့်လန်းစေတဲ့ဂါထာပဲဖြစ်ပါတယ်ဂါထာလေးကတော့အုံဗုဒ္ဓံဓမ္မံတန်ခင်စဒေဝနံမာတင်ကောအဋ္ဌိယောပုရိသဓမ္မနံပီယံလာဘံဒီမအုံမြမပီယံလာဘံသိတိမေအုံဒီဝပီယံလာဘံသိတိမေအုံပုရိသ ပီယံလာဘံသိတိမေအုံအိဋ္ဌိယပီယံလာဘံသိတိမေအုံရာဇမေတ္တာပီယံလာဘံသိတိမေအောင်ဇေယတုကပ္ပမင်္ဂလာပီယံလာဘံသိတိမေအေဟိအေဟိအောင်အရဟံဗုဒ္ဓောပုတိအာဇိနောဘဂဝါသိတိမေဒေတုဒီဂါထာလေးကိုကိုမျက်နှာတင့်မဲ့ရေကို ဖလားကန်ရွတ်ဖတ်ပြီးမှမျက်နှာတက်ပါအားလုံးအဆင်ပြေလာပါလိမ့်မယ် နောက်ကာထာတစ်ပုဒ်ကတော့ရှိန်ပြည့်၍အစာခံသောကာထာပဲဖြစ်ပါတယ်။ကာထာလေးကတော့ဩဗုဒ္ဓံတေဇေနဗုဒ္ဓကမ္မံနဝကုဏံဗုဒ္ဓံတရမံဗုဒ္ဓံသွားဟဩဓမ္မံတေဇေနဓမ္မံကမ္မံစကုဏံဓမ္မံတရဏံဓမ္မံသွားဟဩတံကံတေဇေနတံကံကမ္မံနဝကုဏံတံကံတရဏံတံကံသွားဟ ဒီဂါထာကိုတောတောင်ခီးတွေမှာအဋိဌံဝင်တဲ့အခါအခက်ခဲကြုံတွေ့တဲ့အခါဒီမှာစားကောင်းတဲ့သီးရွက်တွေကိုမန်းစားမယ်ဆိုရင်အစာခံပါတယ်ဒီဂါထာ၃ပုဒ်ကို တပုဒ်ဆုံးရင်ပတိတလုံးချသို့မဟုတ်၃ပုဒ်ဆုံးရင်ပတိတလုံးချနဲ့ပတိတပတ်စိတ်နိုင်ပါတယ်ဒီဂါထာနဲ့မန်းပြီးသီးရွက်ကိုဝါပါခုနှစ်ရက်အစာအစာခံနိုင်ပြီးနေ့တိုင်းပတိစိတ်နိုင်မယ်ဆိုရင်ရှိန်ပြီးပါတယ် နောက်ဆုံးဂါထာတစ်ပုဒ်ကတော့ဘုံတကူလက်လာပတိုးတက်ကြီးပွားစေတဲ့သူရတ္တိဂါထာတော်ပဲဖြစ်ပါတယ်။ဂါထာတော်လေးကတော့အီမသမိန်ရွှေထီးတပွင့်ချရှင်လာနေရချတကြားလာ၍မှလက်ဝဲမှကာကုတံကုံလက်ရမှဂောနကုံအရှိမှကာတပအနောက်မှဂောရမစံဖျားမှအရိမတရာကိုမှဗိဒ္ဓနုနှုတ်ဖျားမှသူရတ္တိမေတော်ကျွန်ုပ်အားနေ့စဉ်လာ၍စောင့်ရှောက်ကြပါစီကုန်သည် လိုရာသုံးကာထာတူလေးသုံးပုဒ်ကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေ။